်ပြီးရင်မဉ္ဇဉ်ကူးကြရအောင်ကဲဒီဥစ္စာဥပဒနာညာဒကာဓမ္မတို့ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်မရှိခန္ဓာရိပ်မရှိတာကိုသူမသိဘူးလားသိပါဗျာခန္ဓာရိပ်မရှိတာကိုသူသိဖြစ်လေသောကြောင့်ခန္ဓာကိုလည်းသူစွန့်ပါတယ်ခန္ဓာမရှိတာနိဗ္ဗာန်လို့လည်းဘုရားကဟောလေသောကြောင့်ခန္ဓာနိဗ္ဗာန်လည်းသူမြင်တယ်မှန်ပါဗျာသဘောကျလားသဘောပါခန္ဓာလည်းစွန့်ပါတယ်ကိလေသာရော နောက်ကကိလေသာကိုလာခွင့်ရသေးလားမရပါဘူးသနာဥပါဒံကံနေလေသာမရပါဘူးမမလာတော့ဘူးဒါပြန်ကြရဓမ္မတို့ဥပါဒနာညာမီခန္ဓာစွန့်သနာစွန့်စွန့်နိုင်တာနှမျိုးကိုစွန့်ချိုက်မရပါဘူးကောင်းပြီဒါဖြင့်အကျိုးပြောစမ်းပါဆိုတော့ခဏနိဗ္ဗာန်လည်းမြင်တယ်သံဃာလည်းပြတ်တယ်မရပါဘူးခဏနိဗ္ဗာန်လည်းမြင်ပါဘူးသံဃာလည်းပြတ်တယ်သံဃာလည်းပြတ်တယ်ဆိုတော့ခင်ဗျားတို့ လုတ်တဲ့လုတ်ထိုက်လုတ်ကောင်းတဲ့အလုပ်ကိုတို့ဟာမသိလို့မလုပ်ဖဲနေတာပဲမဆိုရဘူးလားဆိုရပါဘူးဗျာတန်လေးရဲ့ရှိဟိတာသူပြန်လမ်းများလမ်းမရဲ့တရားတွေဘာတွေဟောတော့ဘယ်နဲ့တော့ဘုရားတောင်အစမမြင်ဘူးဆိုထားတာပဲဟိုကြောက်တော့မကြောက်ဘူးဘုရားကနာတော့မလုပ်ဘူးမလုပ်လို့ရှိရင်သံဃာပြတ်ပါမပြတ်ပါဘူးဗျာသံဃာပြတ်ရှင်တော့ဘုရားကခဏနိဗ္ဗာန်မြင်ခဏပြတ်တာပဲအမြဲနိဗ္ဗာန်မြင်အမြဲပြတ်တာပဲ သဘောကျကောင်းပြီတိုင်းဥပဒနာသမารိသိဒကာဓမ္မတို့ကောင်းလို့ကျေနပ်လားတိုင်းဥပဒနာသမารိသိပြီးတော့လေးနံပါတ်ကဘာသမารိသိတဲ့မက်သမารိသိပါဗျာမက်သမารိသိတဲ့မက်သမารိသိမက်သမารိသိပြောတော့မယ်ဒကာဓမ္မတို့လေးနံပါတ်ရောက်လာပြီဥပဒနာရှိလို့ခொနဲ့ခန္ဓာစွန့်တဏှာစွန့်ဓာရီများပြီများပြီများပြီဆိုတော့ အဲဥပဒနာတွေအသားတွေတက်လာပြီညာတွေကယဉ်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 ပြီးဒီကလာကုရပြပြပင်ကဗျာအရိနောနိဗ္ဗိန္ဒတွေဆက်ရှိနေသူဟာသူတက်လာပြီဆိုကြပါစို့မှန်ပါဗျာတက်လာတဲ့အခါကျလို့ရှင်ဖြင့်တဲ့မဉ္ဇဏ်ဖြစ်ဖို့ရာအကြောင်းဟာနိကမလားနိကပါဗျာနိကပြီးဒီကလာလာတာလဲ ဘုန်းကြီးကနိကပေးလို့လည်းမရဘူး။မှန်ပါဗျာ။ခရီးကနိကပေးလို့လည်းမရဘူး။ခင်ဗျားတို့ကကံမလို့ရှူရင်ရှူရင်နဲ့ဘုံဘုံညာထက်လာရမှာပဲ။မှန်ပါဗျာ။ရှူရင်ရှူရင်နဲ့ဘုံဘုံညာထက်လာပါဘုံဘုံပြီးညာထက်လာရမှာပဲလို့ဒကာရမတွေမှတ်ပါ။ဘ누구ကဗေညာရောက်ပြီဆိုမတွေးဆပြောတာမှန်တာမဟုတ်ဘူးဒီဥစ္စာ။စာမှာကြည့်ပြောတာ။သဘောကျလား။အဲ့ဒါမှန်တယ်လို့ငါကွာမယူနဲ့။ဆရာကမင်းဗေညာရောက်မင်းမင်းညာရောက်မင်းကဘုံညာရောက်နေပြီ။မင်းက အဲတန်ခါရုပ်ပခဉ္ဉံရောက်နေမဟုတ်ဘူးသူပြောတာမဟုတ်ဘူးကိုညာကိုကိုမသိနိုင်နဲ့ဟိုအရိယဖြင့်သိနိုင်နဲ့ဟိုအရိယမဟုတ်ဘဲနဲ့ဘုရုရှင်ကဒါဆိုမှန်းပြောတာသာမှတ်ပြီလားမှန်းပြောတာမှန်းပြောတာနော်ကောင်းပြီဒါဖြင့်ငဃာဓမ္မတို့မဲ့ညာပြောကြပါစို့စာလာတဲ့တိုင်းနော်မဲ့ညာကတော့ငဃာဓမ္မတို့ဖြားဆိုဥပဒနာဉာဏ်နဲ့ရှုပြီးကြလား ခန္ဓာအစဉ်ကြီးဟာအရင်တော့ဖြင့်ပြောက်လိုက်အဲပြောက်လိုက်ရှုလိုက်လို့ပြောက်သွားလိုက်ခန္ဓာဆုံးသွားလိုက်အဲနောက်တစ်ခါခန္ဓာတစ်ခုပေါ်လာပြန်ဆုံးသွားလိုက်အဲဥပဒနာညာကတော့ခန္ဓာတွေအဆုံးအဆုံးကြီးမြင်မနေဘူးလားမြင်ပါဘူးမဉဏ်ပေါ်တော့မယ်ဆိုတော့ဒီလိုမဟုတ်ဘူးတဲ့ဒကာရမကြီးမဉဏ်ပေါ်တော့မယ်ဆိုတော့ဒကာရဒီနေရာမှာကိုကြည့်နေတဲ့ညာအောင်မှာပဲခန္ဓာကိုမလာတော့ သဘောကျလားမှန်ပါမဉ္ဇဏလာတော့မယ်ဆိုတော့ခန္ဓာမလာဘူးခန္ဓာကိုမလာတော့ဘူးကြားတဲ့ခန္ဓာ၅ပါးလည်းမလာဘူးမလာဘူးနာနဲ့ခန္ဓာ၅ပါးမလားပါဆားတဲ့ခန္ဓာ၅ပါးမလားပါကြံတဲ့ခန္ဓာ၅ပါးမလားပါဒါဖြင့်မဉ္ဇဏကတော့ဘုရားဓမ္မတို့ခန္ဓာမလာသောကြောင့်ခန္ဓာသူစွန့်မလားခန္ဓာမင်းမလာသောကြောင့်သူညာအောင်မှာဘာရှိနေလဲခန္ဓာဒုက္ခသိမ့်တာကြီးပဲတွေ့နေတယ်မလားပါဘာတွေ့ပါလဲခန္ဓာဒုက္ခသိမ့်တာကြီးခန္ဓာဒုက္ခမရှိတာပဲတွေ့မလား ။ဒါပြန်သူခန္ဓာဒုက္ခမရှိတဲ့ကလည်းနိဗ္ဗာန်။မှန်ပါဘူး။သဘောကျ။မှန်ပါဘူး။ဒါပြန်မဉ္ဉံဒီဒဂရမတို့ရင်းပြက်လာတဲ့အခါဥပဒနာဉဏ်ရင်းပြက်လို့မဉ္ဉံကူတော့မယ်ဆိုတော့မဉ္ဉံကတော့ဖြင့်ခန္ဓာမရှိတာခန္ဓာကိုယ်လည်းစွန့်။ခန္ဓာမရှိတဲ့နိဗ္ဗာန်လည်းသူမြင်တယ်။မှန်ပါဘူး။နောက်ကကိလေသာလည်းတပ်ပြင်။မှန်ပါဘူး။သူကသုံးချက်။မဉ္ဉံကသုံးချက်နော်။မှန်ပါဘူး။ခန္ဓာမရှိတာကိုယ်လည်းခန္ဓာလည်းစွန့်လိုက်တယ်။မှန်ပါဘူး။ ခန္ဓာလဲစွန့်နိဗ္ဗာန်လဲမြင်ကိလေသာလဲချုပ်စီပြီမညံကသဘောကြလားမညံကပါတယ်ခန္ဓာစွန့်နိဗ္ဗာန်မြင်ကိလေသာလဲစွန့်ပေါ်ဗျာသဘောကြ तू အသုံးချက်ဝိပဿနာဉာဏ်နဲ့ထူးခြားမထူးခြားဘူးလားဒါဖြင့်မဉ္ဇဉ်မခင်၈ပါးဆိုတဲ့မဉ္ဇဉ်ကတော့ဓမ္မတို့ခန္ဓာလဲဆိုတဏှာလဲဆိုနိဗ္ဗာန်လဲမြင် သူကသုံးချက်မင်းညာကတော့ဗာတဲ့ဃာရမလေအဲသဘောကြဒါဖြင့်ဃာရမတို့နေရကြပြီမင်းညာပေါ်တဲ့အခါသူများမေးမနေနဲ့တော့မဟုတ်ခန္ဓာလည်းရှာမတွေ့ဘူးသဘောကြကိုယ်တဏ္ဍမှာအလုံးလုံးလို့ခီးပေါက်တဲ့အခါကျတော့ဘာလို့မှမေးမနေနဲ့ခန္ဓာလည်းရှာမတွေ့ရဘူးမဟုတ်သဘောကြသဘော အဲကန္နာချုပ်ရင်းနဲ့နိဗ္ဗာန်ကကိုယ်ရင်းမြင်အောင်တပည့်ကြအဲထားကြတောင်းကြနေတဲ့ကိလေသာတွေလည်းမလာဘူးသူနဲ့ဆိုင်တဲ့ဒိဋ္ဌိဝိသေသတိလည်းပရပရမာသတို့မလာပါဘူးလာပါမလာပါဘူးဒါဖြင့်မဉ္ဇဏ်ကားဖြင့်ခန္ဓာစွန့်တဏှာစွန့်နိဗ္ဗာန်မြင်သူကဘယ်နှမျိုးပါလဲမဉ္ဇဏ်ကပါတဲ့ဒကာရမလေဩော်ဒါဖြင့်နိဗ္ဗာန်တို့ ငါမေ့ရလေသလားမမေ့ရဘူးလားဆိုတာကိုယ်ခန္ဓာကိုယ်ပြန်ရှင်းလိုက်တဲ့ခံမှာဘာမှမတွေ့ဘူးဘာမှမတွေ့တဲ့ခါကြလို့ရှင်းတော့အော်ခန္ဓာလည်းဆုံးပြီဒါနိဗ္ဗာန်ပဲဆိုတော့ဒါနိဗ္ဗာန်ပဲလို့သိနေတဲ့ခိုက်တံမှာလဲမင်းရင်လည်းသိနေတဲ့ပြနောက်ကကိလေသာတွေကလည်းသိနေတာအပန်းပဲမှန်ပါဘူးမသိဘူးလားသိပါပါဒါပြန်ဒိဋ္ဌိဝိသေသကိလေသာတွေလည်းသိနေတော့ကြောင့်မင်းရင်သည် သူပေါ်တဲ့အချိန်မှာဒကာဓမ္မတွေကဲခတ်ဖို့ရတာခန္ဓာမရှိတာလဲသူပေါ်လို့မှန်ပါဗျာနိဗ္ဗာန်မြင်တာလဲသူပေါ်လို့နောက်ကကိလေသာထားကြသုံးကြမှုမလားတာလဲသူပေါ်လို့ဩမဉ္စံပေါ်ရင်ဖြင့်ဒကာဓမ္မတို့ခန္ဓာမရှိပဲခန္ဓာမရှိတဲ့နိဗ္ဗာန်ကိုမြင်လိမ့်မယ်ဆိုတဲ့ဥစ္စာဒီမှာသိကြသွားတယ်မှန်ပါဗျာဒါပဋိနိတ္တကနုပ္ပတိဝိရတိဆိုတာဒီပါဠိတော်မှန်ပါဗျာသဘောကျလား ကောင်းပြီဒါဖြင့်ဒကာရမဥပဒနာဉာဏ်နဲ့မဉဏ်ဘာထူးသလိုလို့ဒီဒီပိုင်းကမဲလို့ရှင်ဩဥပဒနာဉာဏ်ကတော့ခန္ဓာစွန့်တဏှာစွန့်နိဗ္ဗာန်ကောင်းမှမဉဏ်မဉဏ်ကတော့ခန္ဓာစွန့်ဩဒါဥပဒနာဉာဏ်ကနှစ်သူကနှစ်နှစ်တာအလုံးလုံးမဉဏ်ကသုံးဖို့အလုံးလုံးကျင်းမလားဥပဒနာဉာဏ်ကနှစ်တာလဲခန္ဓာစွန့်တဏှာစွန့်မှန်ပါ တဘာကြမဉ္ဇဉ်ပေါ်လာတဲ့အချိန်ကျတော့ခန္ဓာလဲစွန့်နေနိဗ္ဗာန်လဲမြင်တယ်ဆိုတော့ခမည်းတော်ဥပဒနာရှိလို့တခါတည်းဖြစ်ဖြစ်လေလာရှုပြီးဒီကလာနေတိုင်းနေတိုင်းရှု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 ပြီးနေတော့ကျတော့ခန္ဓာပြောက်ဖြစ်ခန္ဓာပြောက်ဖြစ်သွားခန္ဓာပြောက်ဖြစ်သွားတာဘာသာလေးမသိလို့မေးမနေနေတာမဉ္ဇဉ်ပေါ်လာတာခန္ဓာစွန့်လိုက် သဘောကျမှန်ပါဗျာခန္ဓာဆုံးလိုက်ပြီတဲ့နောက်ကတဏ္ဍာလည်းဆုံးပြီပြီမင်းဘာမှမတွေ့တော့ပါလားဆိုတော့အိုးဘာမှမတွေ့တာမဟုတ်ဘူးနော်ဒီနေရာမှာဒုက္ခချုပ်တာဒါပဲလို့သိတာဘာမှမတွေ့တာမဟုတ်ပါဘူးမှန်ပါသဘောကျမှန်ပါဘာပါလဲဒုက္ခချုပ်တာဒါပဲလို့သိရှင်းမလားဒုက္ခချုပ်တာဒါပဲဆိုတာနိဗ္ဗာန်ကိုတွေ့တာမှန်ပါရှင်းမလားရှင်းပါဘာတွေ့တာနိဗ္ဗာန်ကိုတွေ့တာဒါဖြင့် ဝိပဿနာဉာဏ်ကနှစ်တာအလုံးလုံးနိုင်တယ်။ဝိပဿနာသမာဓိဋ္ဌိကမက်သမာဓိက၃ဖြစ်အောင်၃ကိစ္စအလုံးလုံးနိုင်တယ်။မဲဝိပဿနာသမာဓိက၂ကိစ္စသာအလုံးလုံးနိုင်တယ်။မက်သမာဓိက၃ကိစ္စ။ရှင်းပြီနော်။ဩော်ဒါဖြင့်တော်တော်ရေးကြည့်ပါလားဝိပဿနာမက်နဲ့အဲတတပတိဥပဒနာမဲ့နဲ့လောကုတ္တရာမဲ့စီဥပအောင်တော့ချမ်းသာပါလားချမ်းသာပါဗျာမချမ်းသာဘူးလားချမ်းသာပါဗျာအဲ့တော့ဟုတ် ကိုယ်ဥပဒနာဉာဏ်လုံနေတဲ့ပုဂ္ဂိုလ်လေဒါဥပဒနာဉာဏ်လုံနေသေးတဲ့ဆိုတာကိုလည်းအခုဘယ်သူမှမဲမနေနဲ့ဒီတိုင်းနေမှာပဲဒေဝဉာဏ်မိရိကာရကိလေသာဆွနေမှာပဲမဲတော်ဟာမဲဉာဏ်ရောက်တော့မယ်ဆိုတော့လည်းဖြစ်ပြလည်းမမြင်တော့ဘူးကိလေသာလည်းဆွမိရိကာရခန္ဓာမရှိတာကိုပဲသူမြင်နေမှာပဲသဘောကျဒါဖြင့်ဥပဒနာဉာဏ်ကဘယ်နှကိစ္စအလုံးလုံးတယ်မဉာဏ်ကသုံးပါပါ ါဘုရားဘယ်တော့မှမမေ့နဲ့လားဆရာရှာမနေတော့ဒီဥစ္စာသေသေးချာချာဘုရားဟောထားပြီမှန်ပါဗျာသေချာချာဟောထားပြီတဲ့ဒကာရမတို့ကဲဦးကလုတ်တက်ပလားလုတ်တက်ပါသူအောင်လုတ်တက်လိုက်သူဝိပဿနာဉာဏ်နဲ့မဉာဏ်နဲ့ခွဲတောင်ပြလိုက်ပေါ့ဗျာရှိတာကလည်းခင်ဗျားတို့ဘာမှမရှိဘူးဥပဒနာအလုံးလုံးမှာပုံကောမှာဥပဒနာဉာဏ်နဲ့မဉာဏ်မရှိတယ်မှန်ပါဗျာဒီပြင်ရည်ကတော့ကို ကြားရတဲ့ဉာဏ်တွေကတော့ဒကာဓမ္မတွေသင်္နာမြင်နာမှတ်တမ်းတို့တာပဲရှိတာပဲမှန်ပါပါရှင်းရှင်းတဲ့ဒိဋ္ဌိဉာဏ်တွေကဥပဒနာဉာဏ်ကြီးပဲမှန်ပါပါသဘောကျအပြက်ကလေးမြင်တော့ဘယ်ကဉာဏ်လောက်တော့နှုတ်ပါပေါင်းခေါ်တဲ့ဥပဒနာဉာဏ်ခေါ်ပါမှန်ပါသင်္ခါရုပ္ပကဉာဏ်ဆိုရလေးလေးရှိတယ်အပြက်လေးလေးရှိတာပဲဒီကပေါ်တော့ဘယ်ဉာဏ်နဲ့ဆုံးဥပဒနာဉာဏ်နဲ့ဆုံးရမှာပဲဒါကြောင့်ဘုရားကပြန်ဥပဒနာဉာဏ်နဲ့မဉဏ်ဒါပဲဟောတော့မှန်ပါပါရှင်းမလားရှင်းပါပါဒါဖြင့်ဒကာဓမ္မတို့ ဝိပဿနာဉာဏ်ကစလုပ်လို့ရှင်းဖြစ်မဲ့ညာမရောက်ဖဲရှိပါရောက်ပါဘာလို့လဲဆိုတော့နှင်းနဲ့သုံးမဲ့กว่าတဲ့ကိစ္စမှန်ပါဘူးဝိပဿနာဉာဏ်ကနှစ်ကိစ္စလုပ်လို့မှန်ပါဘူးမင်းညာကသုံးကိစ္စပါအဲ့ဒါနှစ်ကသုံးကိုရကြတော့ဘုကုမေရှိတော်တကတစ်တူအလွယ်ပဲမှန်ပါပါဘုလုံးဝမလုပ်တဲ့လူပြတ်တဲ့ရောက်လိမ့်မယ်တော့ခမရတို့အယူမရှိနဲ့နော်မှန်ပါပါသဘောပါကြဗလားမှန်ပါပါကောင်းပြီအမနာဖို့တန်တော့ပြီတဲ့ဒါဖြင့်ဒကာဓမ္မတို့ အမရိတိဘယ်နှမျိုးပြီးသွားပြီဆိုတာဥပ္ပါဝပတ္တန်တင်ပြီလားဘယ်နှမျိုးပြီးသွားလေးမျိုးပြီးသွားပြီဒကာရမတို့လေးမျိုးပြီးသွားပြီဒါဖြင့်ဒကာရမတို့ဖိုးသမရိတိကိုပြောကြစို့ဖိုးသမရိတိဆိုတာမရှိဘူးလားရှိပါဗျာကဲဖိုးသမရိတိကိုလက်ကင်ထားကြစို့ဥပဒနာသမရိတိကလည်းပြီးသွားပြီနတ်သမရိတိကလည်းပြီးသွားပါဖိုးသမရိတိပဲကျန်တော့တယ်ဖိုးသမရိတိကျန်တော့တယ်ဆိုတော့ ဖူတွေကလည်းဆိုလို့ရှိရင်ဒကာဓမ္မတို့မဲနောက်ကကပ်ပြီးလိုက်တဲ့ဖူရှိတယ်။ဖူကနှမျိုး။မဲနောက်ကအခုမဲညာနောက်ကလိုက်ကပ်ပြီးလိုက်တဲ့ဖူကတစ်မျိုး။ဝိပဿနာညာနောက်ကလိုက်တဲ့ဖူကတစ်မျိုး။ဖူကလည်းမျိုးရှိပါ။မျိုးပဲ။ဒါသေးချာမှတ်တော့မှဖူဆိုရင်တစ်မျိုးလည်းမှတ်တမ်းလွဲကုန်နေမယ်။မှန်ပါဗျာ။နော်။ဝိပဿနာဉာဏ်မဲ့ဉာဏ်နောက်ကကပ်လိုက်တဲ့ဖူကတစ်မျိုးရှင်းမလားဝိပဿနာဉာဏ်နောက်ကလိုက်လာတဲ့ဖူကတစ်မျိုးဟုတ်ပါဘူး ဖို့ပဲမျိုးပါမျိုးပါဒါသေးချမပေါင်ဒါသေးချမပေါင်ဖုန်ညံကိုကနှမျိုးရှိနေတယ်ဆိုတာမှတ်ထားရတယ်ဒါကတော့ဘုန်းကြီးကဟောကြံလို့ဟောတာမဟုတ်ပါဘူးတရားဓမ္မတို့ခင်ဗျားတို့မဲ့ညာရပြင်ဖို့ဟာအလိုလိုလိုက်တာပါပဲအကာလီကောဆိုတာဒါဟုဆိုတယ်မှန်ပါအဂါရိကခံမင်းကျုပ်ပိဆိုတော့မင်းညာနိုင်ရလို့ရှင်ဖူရပါလေတဲ့ခမရတဲ့ရှင်မတောင်းနဲ့သူ့ဟာသူလာတာပဲဟုတ်ပါဘူးဓမ္မနေမှာလို့မှတ်ထားကြပေါ့ဟုတ်ပါဘူး ဓမ္မနိယမဆရာကဒကာဓမ္မတို့မဉ္ဇဏီသောကြောင့်အာထုကလို့ရှင်းပြန်ပုံဉ္ဇဏီသော အကျိုးကတော့ဥပအောင်မလာပါနဲ့ဆိုလို့မလာပါဘူးမလာရမှာပဲသဘောကျကျပါတားလို့ရှိလို့ဖယားလာတားမရဘူးမရပါဘူးမန္တကြီးလာတားဘူးမရပါဘူးမရပါဘူးတဲ့သူတို့ကဘယ်နဲ့ဒကာဓမ္မတို့မကအနန္တရပစ္စည်းဘုရားအနန္တရပစ္စည်းပစ္စုပန်တတိမကကံနန္ဒကိရိယကမ္မပစ္စည်းဘုရားပစ္စုပန်ဆိုတော့သိချာပါဘူး ကံနဲ့အကျိုးပေးပဲတဲ့ဒကာရမတို့မက်မက်ကစေတာကံဗျာဖိုးကအကျိုးပေးဆိုတော့ဘယ်ကနေတာမက်ပြီးဖိုးပဲသဘောကြဒါဖြင့်ဘုညာနေဒကာရမတို့ဘယ်မျိုးရှိပါလဲမျိုးပါမက်နောက်ကကပ်ပေးလိုက်တဲ့ဖိုးမျိုးဘူးပဒနာညာနောက်ကကပ်လိုက်တဲ့ဖိုးကမျိုးသဘောကြပါဘုညာဘယ်မျိုးရှိပါမျိုးပါအဲတဏှိယပါပါလိမ့် ဝိပဿနာပါပါတယ်။မဉ္ဇဏ်နောက်ပဲ။မဉ္ဇဏ်နောက်ကလိုက်လာတဲ့ဘုံဉဏ်တစ်မျိုးဝိပဿနာဉာဏ်နောက်ကလိုက်လာတဲ့ဘုံဉာဏ်တစ်မျိုးသေချာမှတ်ပါသေချာမှတ်ပါဒါကဘုသူတအတွေ့ညာဟောတာရှင်ရှိခမရလို့ကျင်းတဲ့အခါကျတော့သူ့အထူးရဖို့အထောက်အရမဟုတ်တော့じゃဘုသူတအတွက်သာဟောတာလို့မှတ်လိုက်ခင်ဗျာမှန်ပါပါ ဘုရားအောင်ပဲကျွန်းမှာဟောတာအဲဘုသူတဆိုတာဘုန်းကြီးများလည်းဘုသူတပဲပေးမှာပဲတဲ့ခင်ဗျားတို့ဒါအာထုရတဲ့တရားမဟုတ်ဘူးသူကဓမ္မနေမှာကြီးလာနေတဲ့ဥစ္စာပဲတဲ့ဘာမှဟောเสียမလိုပါဘူးတို့တော့ဘုန်းညာကိုခင်ဗျားတို့သိစေခြင်းလို့ရှိရင်သိစေခြင်းတဲ့သဘောလေးရှိလို့ဘုန်းကြီးကပြောပါတယ်ခိုင်းတကဓမ္မတို့မဉ္ဇဏ်ကဒီနေ့ကပြောတယ်ဓမ္မဉ္ဇဏ်ရှင်းလားဒါကခင်ဗျားတို့ ်နိဗ္ဗာန်ထားပါလားနော်မင်းညာဒီကဲမလို့ဘယ်နှကိစ္စလုံးလုံးတယ်လုံးကိစ္စပါပါပါလေဟဲ့ခန္ဓာလဲစွန်တနာလဲစွန်နိဗ္ဗာန်လဲမြင်တယ်။ဆောင်းပြီဒါဖြင့်နိဗ္ဗာန်ဆိုတာမျိုးဟာဒကာဓမ္မကူအမြဲတမ်းခမည်းတော်ရှိနေတာပဲလို့မှတ်ရအောင်။သဘောကျ?ဟုတ်။အမြဲတမ်းရှိနေတယ်ဆိုတော့ လူတိုင်းတွေ့သလားလို့လည်းမေးဖို့တော့လိုလိမ့်မယ်မှန်ပါဗျာအများတိုင်းရှိတယ်ပြီရှိပြီဘုရားလူတိုင်းတွေ့ဖို့ပါပဲသဘောကျမဟုတ်ပါဘူးတဲ့ရှိတာတော့ရှိပါတယ်တဲ့အများတိုင်းတော့ရှိပါတယ်ဆိုတော့ဓမ္မတို့ဒီနိဗ္ဗာန်အာထုတ်တဲ့ပုဂ္ဂိုလ်လူတိုင်းမှာတော့အာထုတ်လို့ရောက်မဲ့ပုဂ္ဂိုလ်လူတိုင်းမှာတော့အများတန်းသူရှိနေတာမှန်ပါဗျာအာထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်မှာတော့သူကရှိကိုမရှိဘူးမှန်ပါဗျာ ။သဘောကျ။မှန်ပါဗျာ။အဲ့တော့အာဟုတဲ့ပုဂ္ဂိုလ်တော့မှာဖြင့်မရှိဘူး။အာဟုတဲ့ပုဂ္ဂိုလ်တော့မှာတော့ဖြင့်ရှိပါဗျာ။ရှိတယ်လို့သိချာမှတ်ထားပါ။အော်ဒါဖြင့်အရှိကလည်းနှမျိုးပါလား။မှန်ပါ။ထိုက်တဲ့ပုဂ္ဂိုလ်ဖြင့်ရှိ။မှန်ပါဗျာ။မထိုက်တဲ့ပုဂ္ဂိုလ်ရှိပါဗျာ။ရှင်းမလားရှင်းပါပါဘုရားထိုက်တဲ့ပုဂ္ဂိုလ်ရှင်းပါပါဘုရားမထိုက်တဲ့ပုဂ္ဂိုလ်ရှင်းပါပါထိုက်တဲ့ထိုင်းမထိုက်ဆိုတာဘာနဲ့ဘာညံ့မလဲအာထုပါဘုရားအာထုတဲ့ပုဂ္ဂိုလ်ကထိုက်တယ်မှန်ပါပါ အာမရုပ်ပဲနဲ့အော်နေတဲ့ဆူတောင်းနေတဲ့ပုဂ္ဂိုလ်ကမထက်ဘူးလို့ဆိုတာမှတ်ထားကြစမ်းပါသဘောပါဗလားဒါဖြင့်ဒကာရမတို့အာထုံမှရမယ်အလုံးဆိုတဲ့ဥစ္စာလဲအာထုံမှရမယ်အလုံးဆိုတာဟုတ်လဲခင်ဗျားတို့သမဗရံ၄ပါးဖရာဟောတာမြင်သဖြင့်ဥပါရံကိုရှင်းပါလိမ့်မယ်မှန်ပါပါမဖြစ်သေးတာဖြစ်အောင်ဆိုတာအားကျရမှာမဟုတ်လားမှန်ပါပါဖြစ်သေးတာကိုလည်းပေါင်းမြနိုင်လောက်အောင်ဆိုတာကိုအားကျပါပါအဲဒါပြင်သမဗရံ၄ပါးတည်းက တရားဓမ္မသမဗ္ဗရံဘောရိပက္ခိယတရားတွေမှာသတိပ္ပံလေးသမဗ္ဗရံလေးမပါဘဲနဲ့ဘောရိပက္ခိယတရားဖြစ်ပါမဖြစ်ပါဘူးဗျာအဲမဲ့ညာရတဲ့တရားဖြစ်နိုင်မှာမဖြစ်ပါဘူးအဲ့ဒီတဲကထူတောင်းလို့မဟုတ်ဘူးပွားများပြီးကြတာအာထုတ်ယူရမယ်လောက်ပါလားဆိုတာအကျိုးသိချသွားတယ်မှန်ပါပါရှင်းပြီနော်ရှင်းပါပါကောင်းပြီနေရာကြပါပြီဒါဖြင့်မင်းညာကအခု၃ဘာဆွနာတော့သဘောကျမဲ့ပြီးတော့ကိုတရားဓမ္မမဲ့စိတ်ပြီးတင်းနှစ်ဆိုတော့မဲ့စိတ်ကချုပ် ုနေ့ကိလေသာဆုံးခန္ဓာဆုံးနိဗ္ဗာန်မြင်တဲ့တရားလေးစွန့်သွားမှန်ပါစွန့်သွားတယ်မသိစွန့်လိုက်ပြီးဒီကလာမသိချုပ်သွားတယ်မသိကလည်းဒီကလာဓမ္မတွေဥပဒနာရှိတဲ့စိတ်လို့ပေါ့မှန်ပါမကင်ငါးပါးကလည်းချက်ဆိုချုပ်တာပဲအဲမကင်ရှင်းပါတော့ချုပ်တာပဲဆိုတော့သူ့နေရာမှာတဲ့ဒီကဓမ္မတို့ဖုကင်ရှင်းပါဆိုလာမှာပဲမကင်ရှင်းပါဆိုဖုကင်ရှင်းပါလာမှာပဲတပည့်ကြမှန်ပါဒါမဲ့ချုပ်သွားတော့ဖုတဲ့ဖုဖုနဲ့မတွေ့ရဘူးတွေ့ရပါ ကိုင်းတာဖြင့်တရားတော်မှာတော့ဒီကိုယ်ဒီမနောက်ကလိုက်တဲ့ဖူပဲမှန်ပါနဲ့ပြီးတော့ဖူလာတာပဲတဲ့ဒီဖူကဘာပဲကျုံးကပေါ်လာတာတော့မေ့ဖို့မလိုဘူးမှန်ပါပါသူကတော့ဘာကိုစွန့်ကြုံးတော့မေ့ဖို့မလိုဘူးမှန်ပါပါအိုးတရားတော်မှာတော့ဒီမဲ့လောက်ခဲ့သူပြန်လောက်ပါပဲမဲ့ကဘယ်နဲ့ကိစ္စလောက်ခဲ့ဘယ်လိုလောက်ပါလဲအဲခန္ဓာလဲစွန့်တဏှာလဲစွန့်နော် ်လူတဏှာမမရှိပဲနဲ့ဘုရားပါဆွမ်းမလို့မေဖို့မလို့ဘူးလားလို့ပါတယ်ဟုတ်ဘုရားလဲသူကဒကာဓမ္မတို့ဟိုကအကျမ်းသက်ဆိုသူကအတုဒဖြစ်နေတော့ဥပအောင်ရဲ့တိုက်ရသေးတယ်မှန်ပါတယ်လောကီဥမာပြကြပါစို့ဆိုတော့တရားဓမ္မတွေအမတန်မီးတွေရဲရဲကြီးရှာမိခဲ့ကြည့်ဘူးရေနဲ့လောင်းလိုက်တဲ့အခါမိသူတို့ကြီးပေါ်လာဟုတ်လားဖြတ်ဆိုရေတစ်ဖောက်လုံးနဲ့လောင်းလိုက်ရေတစ်ခွက်လုံးနဲ့လောင်းလိုက် အမဲကြီးတော့ပေါ်မလားပေါ်ပါဘူးအရေကြီးကအမဲကြီးပြုံးတော့ပြစ်ပါပဲသွားတော့မကင်နဲ့နော်သွားကင်ပူလိမ့်မယ်မှန်ပါဘူးပူပဲဦးလားပူပါဘူးဒါတော့အမဲတော့ဖြစ်သွားပြီမှန်ပါအရေတော့ပြောက်ပါတယ်အရေပြောက်ပြီးဒီကရအမဲပေါ်ပေါက်လာညာဆိုတော့ကင်ရဲကြပါမှန်ပါဘူးဒါကြောင့်တော့ပူပါတယ်ပฏิကျမ်းမှန်အပူတတ္တိကျမ်းမှန်မကြမ်းဘူးလားကျမ်းပါအဲ့ဒီအပူတတ္တိကိုသူကနှင်းနှင်းပေါ်လာတယ်တရားမှန်ပါပฏิကိုနှင်းပေါ်လာတယ်တရားအရေကိုမက်ကနှင်းသွားမှန်ပါ အမဲရဲအပူကိုဖိုးအညင်းမှန်ပါရှင်းမလားရှင်းပါခင်ဗျားတို့ကိလေသာကတဏှင်ရကိလေသာမဟုတ်ဘူးဟုတ်လားကျန်နန္ဒာကြီးဘောကျန်နန္ဒာကြီးကိုမနဲ့တတ်တာတောင်မှအနုကိလေသာကအရှင်စောကျန်နေတယ်မှန်ပါဗျာကျန်နေတဲ့တွေ့ဖူပြန်ပေါ်ရဘောပဲဘောပါဒါပြန်သူလည်းကိလေသာစောင့်တာပေါ့ဗျာမှန်ပါဗျာဒါကိလေသာတော့မဲတဲ့အခါကျတော့ဘောမက်တ်လို့ကျန်ရတဲ့အငွေ့တက်သေးပေါ့ဗျာမှန်ပါ ဘယ်နဲ့ဆိုကြမလဲအငွေ့တက်ကလေးကပြိပတ်တမနာဘာလဲဆိုတော့တဖန်ငင်းနေတယ်ဆိုတဲ့ကူကနည်းနည်းတော့ငွေ့သရှိလို့သာပေါ့ဗျာမရှိရင်တဖန်ငင်းနေတယ်ဆိုတဲ့စကားသုံးဖို့လိုသေးလားလိုပါဘူးဗျာသဘောပါကြဗလားဒါဖြင့်မက်ပြီးတော့ပါလာတော့အဲမက်ခင်ရှင်းပါပြီးတော့ဖုခင်ရှင်းပါလာတယ်ဆိုတော့သူလဲသုံးကိစ္စပဲလို့ပတ်လိုက်တာမှန်ပါဘူးသဘောကြလားကိလေသာလဲသတ်တယ်ကိလေသာလဲဆို နိဗ္ဗာန်လဲနိဗ္ဗာန်လဲမြင်တာပဲဆိုတာသဘောကျအဲ့ဒီတော့ကိုဒီလိုယူပါတဲ့မဲ့နဲ့သူနဲ့အရှင်ဘုရားနဲ့နဲ့မှမထူးတော့ဘူးလားလို့မဲတဲ့အခါကျတော့ပြိလိသာဆုံးတဲ့နေရာမှာလဲအရင်နဲ့အမဲกว่าတယ်ဆိုတာခင်ဗျားတို့ပြောပြီးပြီအဲ့ငိမ့်ကြတာကမဲ့အမဲဘူးငိမ့်ရမှာကဖူးဖူး အမဲတဲ့ပူနေတဲ့ဘူကမရှိဘူးလားရှိပါပါအဲ့ဒါနှင်းမွေရကဘူပါပါအေးအဲ့ဒီတော့ဘူညာသည်မဲ့ညာတဲ့သူကတတိထက်တယ်လို့ဒီဓမ္မတွေဆိုကြသမ်းဘူပါပါမဲ့ညာတဲ့တတိထက်တယ်လို့ဆိုကြသမ်းမင်းတို့ရောမဲ့ညာတဲ့တတိထက်ရတယ်ဟုတ်ဥပအောင်မဲဖို့မလိုဘူးလားဘူပါပါအေးဒါပဲဒကာရမတို့ခမရတို့ဒီစစ်ပြိုင်တဲ့ရတာနဲ့ နောက်ငိမ့်ញရင်လည်းအုတ်ချွေရင်ငိမ့်ញရင်အုတ်ချွေရတယ်နဲ့ခင်ဗျားတို့ဘယ်အရောမထင်ကြငိမ့်ញရင်အုတ်ချွေငိမ့်ញရင်ခက်ခက်ပါဘူးဘုမအစွန်ထလားဘုရားအစွဲတောက်လားတရားအစွဲလေးတက်လာနဲ့ဟုတ်ကဲ့လားစိတ်ကြီးပြီးသွားလို့ရအလွယ်လေးမှန်ပါဘူးတပည့်ကြစိတ်ကြီးပြီးသွားလို့ရတော့ပြန်နှစ်ဘက်ရှင်တက်လိုက်လို့ခရဓမ္မတွေလက်နဲ့ကုန်ကြပြီလူတွေလည်းတက်ပြည့်အောင်မဖွဲ့နိုင်တော့ဘူးဆိုတော့လက်နှောက်ကြတာပဲမှန်ပါဘူး ဆိုင်ရလဲမြောက်ပဲနဲ့ဘုကတိကတ်နဲ့ညဉ့်ညံရေးလောက်ရတော့မယ်ဆိုတော့မကြဘူးလားအဲဒီမှာလည်းဒကာရမတို့စစ်ကြည့်ပြအောင်မက်ကလုံးနေများတယ်လေစစ်ပြင်းအောင်ကြတကယ်ကိုညဉ့်ညံရေးအောင်ကြတော့ဘုကမလုံးမဟုတ်ဘူးငါ့လုံးဘူမတော်ကလုံးပေမဲ့လည်းမရှိဘူးရှိပါဘူးသဘောပါလားကိလေသာရံသူတွေဒကာရမတို့ဘုကညဉ့်ညံရေးပြအောင်လုံးနေရပါတယ်ဆိုတော့သဘောကျရှိပါဘူးဒါပြန်သူကနှစ်ကိစ္စမပါငြိမ်းချမ်းရေးကိစ္စရယ်နိဗ္ဗာန်မြင်တဲ့ကိစ္စရယ် ခန္ဓာတော့သူကစွန့်စရာမလိုတော့မှန်ပါဗျာ။ဘာလို့တော့ဆိုတော့ဒုက္ခသစ္စာသူကပိုင်းခြားစရာမှဖိုးကပိုင်းခြားဖို့မလိုတော့မှန်ပါဗျာ။မက်ကတခါတပိုင်းပြီးမင်းနေရတော့ဆိုပြီးစွန့်ငယ်ပေါ့မှန်ပါဗျာ။ဘာကြ။ဒါရင်ဖိုးကိစ္စကကိလေသာလေကိလေသာကိုလည်းငြိမ်းချမ်းရေးရအောင်လုပ်နိုင်တယ်။နိဗ္ဗာန်ကိုလည်းမြင်နိုင်တယ်။သူကနှစ်ကိစ္စ ပြန်မလားဘောရပဲနဲ့ကိစ္စပါလေအဲနိဗ္ဗာန်မြင်တဲ့ကိစ္စရဲ့အဲပြိဿံဉာဏ်ဉာဏ်ရအောင်အေးရအောင်လုတ်တဲ့ကိစ္စရဲ့ဒါဖို့ကိစ္စသဘောကျအဲ့ဒါကြောင့်ပါဠိတော်ကနိဗ္ဗာန်နံဖလတ်တာအာရမဏပစ္စည်းနဲ့ပစ္စည်းရောလို့ဟောလိုက်တယ်နိဗ္ဗာန်နဲ့ဖို့ပဲကွာသဘောကျအဲ့သူကသူကကိစ္စတွေဘာတွေပိုင်းခြားလို့လိုသေးလားလိုပါဘူးအေးမလိုတဲ့အတွက်ဘုံမှာတော့မက်တုံးကတော့ဒုက္ခသစ္စာပိုင်းခြားနေရတဲ့အတွက်မင်းနေတော့လို့လုံနေရတဲ့အတွက် ခန္ဓာကိုယ်လဲစွန့်ဆိုပါဟဲ့ဒီမှာဘုရားခန္ဓာစွန့်မလို့သေးလားလို့ပါမလို့တော့ဘုရားတရားဓမ္မတွေနှစ်ကိစ္စပဲရွက်ဆောင်တယ်လို့မှတ်လိုက်ကြပါဘုရားဥပါဝံတော့ကျေနပ်ပါလားကျေနပ်ပါကိလေသာဉာဏ်ဉာဏ်ရအောင်ကိစ္စအရဘုရုကိစ္စဘုရုကိစ္စပါဗျာမဲ့ကိစ္စတွေကတော့ကိလေသာပယ်မှုကိစ္စနော်မှန်ပါဘုရားဉာဏ်ဉာဏ်ရအောင်ကိစ္စမှန်ပါ ထူးခြားဘူးလားထူးခြားပါဘူးအဲ့ဒီလိုသွားလိုက်သွားမှဆိုတာသဘောကျမှန်ပါဗျာဒါမက်နောက်ကလိုက်တဲ့ဖိုလ်ချောင်းကိုပြောတယ်မှန်ပါဗျာသဘောကျလားမှန်ပါဗျာဘယ်လိုပြောပါလဲမှန်ပါဗျာအဲ့တော့ဒီဖိုလ်ဟာဘယ်နှကြိမ်များလာတဲ့တုံဆိုလို့ရှိရင်ဖြင်းတဲ့ဒကာဓမ္မတို့ညံဖြင်းတဲ့ပုဂ္ဂိုလ်မှာသုံးကြိမ်လာတတ်တယ်တဖိုလ်ချုပ်ပြီးနောက်တဖိုလ်လာပြန်တာပဲအဲဒုတိယဖိုလ်ချုပ်ပြီးတတိယဖိုလ်လာပြန်တာပဲညံဖြင်းတဲ့ပုဂ္ဂိုလ်မှာမှန်ပါဗျာညံထဲတဲ့ပုဂ္ဂိုလ်ကတင့်နှစ်ဆိုပြီးနောက်ခင်ဗျားတို့ တပင်တပင်တခြားစိတ်တွေဝင်စိတ်တွေလာရတာနော်ပြစ္ဆကနာစိတ်တွေလာရတာပဲသဘောကျကြပေါင်းမိတာရင်ဒကာဓမ္မတို့ဒီကုဘုဒ္ဓတရှိအောင်လို့သာဥပါရံဘုန်းကြီးပြောနေတယ်နော်မင်းညာရရင်ဘုံညာရဖို့အထူးလုပ်ဖို့လိုသေးလားမလိုပါဘူးဗျာအဲဒါမင်းညာရရင်လည်းဘာကိုရှေ့ထားလို့ရအောင်လဲဘုရားကနာညာရှေ့ထားရမယ်ဘုရားကနာညာမှရှေ့မထားလို့ရှင်းရင်လည်းမဖြစ်ဘူးဖြစ်ပါဘူးကောင်းပြီဒါဖြင့် ပြန်ပြောပါဦးမယ်ဒကာဓမ္မဒုတိယဖို့လည်းပြောတော့ပြောရမယ်နော်အချိန်ကသိမ့်မရှိဘူးဘုညာရဖို့ရာကိုခင်ဗျားတို့အထူးအထောက်ရတာလားဓမ္မနေမှာသဘောနဲ့လာတာလားဓမ္မနေမှာသဘောနဲ့လာတာပါဗျာမဲ့ညာရဖို့ကြတော့ဒကာဓမ္မတို့မဲ့ညာကိုရဖို့အထောက်ရမို့လားမှန်ပါဗျာကဲမင်းညာရဖို့ရာကိုဘဒုရှိဆောင်မရမှာကောင်းပြီမင်းညာရဖို့ဥပဒနာရှိဆောင်မရမှာ ဝိပဿနာရှေ့ဆောင်လို့လုပ်ချင်မြန်လို့ရှိရင်ဟိုတနေ့ကပြောရတဲ့ပြန်ဆဲတက္ကရာရိရှိအရင်ဖြုတ်ပါဟုတ်ဝိပဿနာဉာဏ်လုံးမကြံတက္ကရာရိဖြုတ်ပါတက္ကရာရိဖြုတ်မကြံလို့ရှိရင်လည်းတရားဓမ္မတို့အရင်ဖြုတ်လို့မရဘူးခန္ဓာပရိစ္ဆေသမုပ္ပါပေါ်တိုင်းသိရမှန်ပါဗျာသဘောကျခုမှပြန်ပေါင်းတာတရားကိုမှန်ပါဗျာရင်းပြီးတော့ပါဘူးခဲရာရှင်တရားဓမ္မတို့မဉဏ်ရကြံလို့ရှိရင်ပါလို့ရမှာ ဝိပဿနာဉာဏ်လို့ပါဝိပဿနာဉာဏ်လုံးဝကြံလို့ရှိရင်ဖြင့်ဘာကိုရှင်းသွားရှိရအဲတက္ကရီတွေဖြုတ်အောင်တက္ကရီတွေဖြုတ်ခြင်းလို့ရှိရင်ဘာလို့အောင်ခန္ဓာစိတ်ခန္ဓာပရိစ္ဆာသမုပ္ပါကိုသိရခန္ဓာပရိစ္ဆာသမုပ္ပါမသိလို့ရှိရင်ဖြင့်တက္ကရီတွေမပြုတ်မပြုတ်ခဲနဲ့ဝိပဿနာရှိနေဘယ်တော့မှမမြင်ရလို့ဖန်သဘောကျဒါကြောင့်ဓမ္မတို့ ဒီအခုပြောခဲ့တဲ့အစီအစဉ်ဒီအလုတ်စင်ကိုပါပြီမို့လားပါပါဘုရားဒါဖြင့်တရားဓမ္မတို့မဉဏ်ရကြံလို့ရှိရင်ဘာလို့အောင်ဘုရားဘုရားဉာဏ်လုံးမကြင်ဘာရှိသလားတက္ကရာရီပြောတက္ကရာရီဖြုတ်ရှင်လို့ရှိရင်ဘာရှိသလားခန္ဓာဆိုင်ပရိစ္ဆေဟိုကပေါ်ရင်းတည်းရခန္ဓာပရိစ္ဆေနာပေါ်လို့ရှိရင်နာဝိညာဉ်နဲ့ခန္ဓာပေါ်ပြန်ပြီနာဝေဒနာခန္ဓာပေါ်ပြန်ပြီအဲနှာခေါင်းမှာပေါ်လာနှာခေါင်းမှာ အဲဝိညာဉ်နဲ့ဝိညာဉ်နဲ့ပေါ်လာပြန်ပြီပြောရခုလားပြောပါဗျာအဲ့ဒီကနေသွားမှဝိညာဉ်ဝိသလာနဲ့ဖသဝေဒနာတဏှဥပါဒနဲ့ဒီတိုင်းမသိရပဲဘူးလားသိရပါဘူးဒီကဲတော့မှမသိလို့ရှိရင်လေပုဂ္ဂိုလ်တ attva ပြောက်ပါမပြောက်ပါဘူးပုဂ္ဂိုလ်တ attva မပြောက်လို့ရှိရင်ဒိဋ္ဌိကရှိနေမယ်မှန်ပါဗျာဒိဋ္ဌိရှိရင်လည်းဖြစ်ပြမြင်လို့ရှိရင်နှစ်ပေါင်း40မကောင်90အထောက်မရဘူးမှန်ပါဗျာရပါမလားရပါဘူးသဘောပါကြမှန်ပါဗျာဒါပြန်ကဓမ္မတော့ဒီရှင်ဒီရေးကြည့်တဲ့ရှင်ပဲလို့ဆိုရင်လွဲသလားမှန်ပါဗျာ ကျင်းပြီနော်အခုဘာကြမ်းနေလဲဆိုတော့ဥပါသိပြီမဟုတ်လားမင်းနောက်ကလိုက်တဲ့ဖိုးတော့ပြီးသွားတယ်ဝိပဿနာနောက်ကလိုက်တဲ့ဖိုးနဲ့ပြန်မှပြောမယ်မှန်ပါပါကဲယနေ့ဒီရင်တော်ကြပါဘုရား